မင်္ဂလာပါမနက်ဖြန်ဆိုရင်တပေါင်းလာပြင်းနေပမောက်ခါကျိုးဆရာတော်ဖျားကြီးရဲ့85နှစ်ပြည့်ဝင်းနေအတွက်ပမောက်ခါကျိုးမြတ်တော်ဆရာလူဒမ်းမဲ့အစီအစဉ်လေးဒီလိုကျွန်တော်တို့ကြွားရောက်လာတဲ့ဧည့်သည်တွေကိုစတုတီတာပြုလို့အတွက်ဒါပြင်ဆင်ထားတဲ့အချိန်လေးကိုအမောင်ကြီးကလာ ာလိုက်လာပြီးတော့သာသနာ့ရှင်ပြန်ပေါ်လာတာခင်ဗျာမနက်ပိုင်းမှာတန်ဃာတော်ရှင်သူမြတ်တွေဒူရန်ကိုအပြင်ဆင်ထားတဲ့ဈေးသားတွေဖြစ်ပါတယ်လူအပိတ်တွေလည်းကျင်းမှုစီစဉ်ရဖြစ်ပါတယ်ဝင်းဒီကိုအမိပြုပြီးတော့ကုဒုကောင်းမှုတွေပြုနေတဲ့ဒူရောစင်ကြီးကိုကျွန်တော်တို့တွေ့ရကောင်းပါတယ်ဘုဘတ်85နှစ်ဆိုရင် တရားကလေးမှအနာမယူသေးတယ်နဲ့တတဝါတွေရဲ့ကောင်းကျိုးကိုစွမ်းနိုင်တယ်မှာကြိုးစားပြီးတော့အလျော်ပြီးတော့ကုသိုလ်ပြုခြင်းနဲ့ဒုတိုင်းအတွက်အမြင့်တန်းခေါ်ပေါ်မှာတမင်းကိုဆောင်ရွက်ပြီးတယ်သူတော်ကောင်းရဲ့စိတ်ဓာတ်ကသူတော်ကောင်းဒီအလုံးအတွားဆိုတဲ့စကားကတိတ်မှန်လာပဲကျွန်တော်တို့ ူတော်ကောင်းမဖြစ်ရင်တော့မပြုံးမှာမဖြစ်ဘူးဆိုရင်အများသူကထိခိုက်ဖို့ပေါ့နော်အဲဒီတော့ကျွန်တော်တို့တွေအားလုံးကသူတော်ကောင်းကြီးကိုကြည်ပြီးတော့တူယူရမှာကတော့သူတော်ကောင်းတွေနေတာထိုင်တာတွေဒီသူနဲ့ထိဆက်တဲ့သူတိုင်းကိုကုသိုလ်တွေပေးတယ်ကျွန်တော်တို့တွေသူတော်ကောင်းကျင့်စဉ်တွေကိုအပြည့်မကျင့်နိုင်သေးလျင်ထားလိုက်ပါဦး ။မညာသူငါထိကနဲ့နာမဲ့အရာမျိုးလေးတွေကိုရှောင်ကျင်နိုင်မယ်ဆိုရင်ကိုပဲဒါတော်တော်ချင်းကြီးကောင်းသွားပြီ။အဲ့ဒါကြောင့်မလို့ဆရာတော်ဖျားကြီးရဲ့နေထိုင်ကျင့်သုံးမှုသီလတမာတိပညာနဲ့ပြည့်စုံစွာနေထိုင်ကျင့်သုံးမှုကကျွန်တော်တို့လူနာပြန်မှာတတဝါတွေအားလုံးတို့တွက်မိခိုရာအားထားရာကြီးညိုစရာတွေပါပဲဆရာတော်ဖျားကြီးရဲ့သီလကုံတမာတိကုံပညာကုံများကိုကျွန်တော်တို့ ြင်ညိုတယ်လေးစားတယ်ဖုံဖုံကြီးရဲ့တရားကိုနားဘူးကြတယ်ဖုံဖုံကြီးဟောထားတဲ့မြတ်စွာဘုရားတရားတော်တွေကိုကိုယ်တိုင်နားယူတယ်ကိုယ်တိုင်ကျင့်သုံးကြတယ်ဆိုရင်ကျွန်တော်တို့တွေဒီကနေပဲဖုံဖုံကြီးစီမှာတွားရောက်ပြီးတော့ဖူးမြော်နိုင်ခွင့်မရှိသေးဘူးဖူးမြော်ဖို့ခွင့်ရမကြုံသေးဘူးဆိုရင်တော့ကျွန်တော်တို့ဒီဗီဒီယိုလေးကြည့်ရင်းနဲ့ပဲဖုံဖုံကြီးကိုတက်ရှိကြမှာစွာဖြင့်သာသနာပြုနိုင်ဖို့ခန္ဓာဝန်သာသနာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ဖို့အများသူငါတတော်ရတွေကိုကယ်တင်နိုင်ဖို့အတွက်ချမ်းချမ်းမာမာချမ်းချမ်းသာသာနဲ့ နေထိုင်နိုင်ဖို့ဒီကနေပဲကျွန်တော်တို့မေတ္တာပို့ဆူတောင်းကြရအောင်လားဗျာကဲအားလုံးချမ်းသာကိုယ်စိတ်မြေပါစေနှလုံးစိတ်ဝမ်းအေးချမ်းပါစေခင်ဗျာဘာမောက်ခါကျုပ်ဆရာတော်ဘုရားကြီးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပါစေဘုံဘုံကြီးခန္ဓာဝန်တာသနာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေကျမ်းမာချမ်းသာပါစေခင်ဗျာ